Hello Live Season 5 Vicky ကကြိုဆိုပါတယ်။ဒါနဲ့ကလေကမ်းခြေမျိုးလေးဆိုတော့မနက်ခင်းတိုင်းအခုလို CV လေးနဲ့စတင်လို့ရတာပေါ့နော်။ဒါနဲ့မှာမနက်9:00နာရီနောက်ပိုင်းဆိုလို့ရှင်လူတွေကအပြင်ရောက်ကမ်းခြေမှာလဲခြင်းငန်းတွေလုပ်နေကြပြီ။ကိုရီနိုးတဲ့အချိန်ဆိုရင်ကမ်းခြေကတော်တော်စီနေပြီးတော့အခန်းအနေနဲ့လေဒီဗုဒ္ဓကိုလှမ်းမြင်ဖူးလို့ရတယ်ပေါ့နော်။မနက်စာစာပထမဆုံးရက်မှာတော့အပြင်ထွက်ဖြစ်တယ်။ကမ်းခြေမှာလမ်းလျှောက်ပြီးတော့လိုက်ကြည့်တာပေါ့နော်။ ိုဟိုတယ်ရှိရာကန်းချီဒီ beach road မှာပဲစားတောက်ဆိုင်နေဘားတွေနဲ့ဒီကန်းချီမှာနှိပ်တဲ့မဆက်ချိုးပါတွေ့ခဲ့ရတာပေါ့နော်ကိုရီလီမြန်းနှစ်ယောက်ကတော့ဟိုငေးဒီငေးနဲ့မီယာဘီချ်ကနေပြီးတော့မိုင်ခဲဘီချ်ထိလမ်းလျှောက်ခဲ့တဲ့ပြင်အရန်စီတဲ့ဒီမိုင်ခဲရဲ့လမ်းဆောင်ထိပါလျှောက်ကြည့်ပြခဲ့တယ် breakfast စာ grass စီပြီးတော့အလှပြင်ဖို့ထွက်ခဲ့ပါတယ်ဒီနေ့မှာတော့သပင်ဆေးဆိုးပြီးတော့သပင်ပေါင်းခဲ့တာပေါ့နော်ဌာနမှာလေ10ရက်လောက်နေပြခဲ့တာဆိုတော့တချို့နေ့တွေမှာ hotel ထဲမှာနေပြီးတော့ craft ကနေမှာစာတချို့နေ့တွေကတော့အခုလိုမျိုးလင်မယားဆောင်တွေနှစ်ယောက်တီးတိတ်လေးဒိတ်ဖြစ်ခဲ့ပါတယ် ီဒါနမ်းမှနေတဲ့အချိန်ကနေပဲကွေးတွေပါတယ်တဆင့်လျှောက်လဲခဲ့ပြီးတော့တချို့ညတွေမှာတော့အခုလိုမျိုးဟန်မြစ်ကမ်းဘေးမှာလမ်းလျှောက်ဖြစ်ခဲ့ပါတယ်ဖရာကွန်ပရက်ကြီးလည်းငင်းနေပေါ့နော်

မိန်းကလေးတွေအတွက်လည်းအလားပါပြင်ဖို့တင်ဖို့တွေလည်းတော်တော်အဆင်ပြေတဲ့မျိုးဒီမှာအလားပါပြင်တာတခြားနိုင်ငံတွေထက်ဆိုင်အများကြီးဈေးသက်တာတယ်ကိုကတော့တမျိုးကြီးတမျိုးအလားပြေခဲ့တာပေါ့နော်ကဲအခုလိုနောက်ကတစ်ခေါက်ခေါက်လိုက်တဲ့ယောက်ျားအသက်ဒါနဲ့ပြင်ဗီယက်နမ်မျိုးတော်တော်များများမှာအပြင်သွားဖို့ဆို Grab ပဲအစီးများတယ်။ Language barrier တွေပါတယ်အတွက်လည်းစိတ်ပူစရာမလိုဘူး။ဈေးနှုန်းတွေလည်းဖဲဖြစ်တယ်။ ုကတော့တပတ်ပြေလို့သပင်ထက်လို့ပို့ရောက်လာတာပေါ့နော်ဒီဇိုင်းလေးကကျဲလဲကျဲတယ်တန်လဲတန်ရှင်းတယ်တက်တောင်းတက်တာလည်းရှိသူတို့စီမံဒီ100% full smoothie နဲ့ဒီဘိုက်ဆာရဲ့စားဖို့ပါမုတ်တီရေတွေလည်းပေးတယ်ပေါ့နော်ကိုကတော့သပင်ကိုအဖျားကိုဖြောင်းတာပေါ့နော် rebound ပုံစံလုပ်ပြီးတော့အရင်ကိုကောက်ခဲ့တာအဲ့ဒါအတွက်လဲဒါအကုန်လုံးလောက်တာမှာဘလောက်မှသိပ်ပြီးတော့မကြခဲ့ဘူး ဒီဓာတ်နှမ်းရောက်လို့အလှပြင်နေတယ်ဆိုရင်တော့ဒီ size လေးကို recommend လုပ်တယ်ဒါပေမဲ့သူတို့ညှောတဲ့ဟာတွေတော့မွဲစေခြင်းပြန်ကန်နီးရက်တွေနီးလာတဲ့အခါမှာဒီဇိုင်းလေးကိုလည်းသွားပြစ်တယ်။ဘီယာကြိုက်တတ်တဲ့လူတွေအတွက်ကတော့ဒါနမ်းမှရှိရဲဒီဇိုင်းလေးကိုရောက်ကိုရောက်တင်တယ်နော်။ဒီဇိုင်းရဲ့လေအမီးတွေထဲမှာသူတို့ရဲ့အခုနမဲကြီးချက်ချက်ောက်ကင်ပေါ့နော်။ဒါကအသက်ဒီချက်ချက်ောက်ကင်ကအရန်စားကောင်းတယ်။ဒီချက်ချက်ောက်ကင်စားဖို့လည်းလူတွေတော်တော်များများလာကြတာပေါ့နော်။ ကဲတဖြည်းဖြည်းနဲ့ဒါနဲ့နောက်ဆုံးမနက်ကိုရောက်လာပြီဒီမနက်မှာတော့သူတို့ vantage ပုံစံပေါ့နော် coffee ဆိုင်လေးကိုရောက်ဖြစ်တယ်ဒီ coffee ဆိုင်လေးကိုရောက်တော့လေကိုငငယ်တုံးကဆိုင်လေးပေါ့နော်ကိုသွားနေကြကုံစုံဆိုင်လေးကိုတွေ့လိုက်ရသလိုပဲဒါပေမဲ့ coffee ဆိုင်ပေါ့နော် coffee မှာတော့ဟိုကြည့်ဒီကျဲနဲ့ငယ်ဘွားကိုပြန်လွှမ်းရတာပေါ့နော် ပြီးတော့ဟမ်မက်ကမှာဈေးဝယ်ထွက်ဖြစ်ခဲ့တယ်။ကိုကတော့လက်ဆောင်ပေးဖို့ပစ္စည်းစားစရာတွေလာဝယ်တာပေါ့နော်။ဒီဟမ်မက်ကကလေ brand 2တွေစိတ်ဝင်စားတဲ့လူတွေအတွက်လည်းတော်တော်ကိုအဆင်ပြေတယ်။ဒီမှာရွေးစရာတွေများတယ်။ကဲနောက်ဆုံးရမှာတော့မစားမဖြစ်ဖခင်ရမ်းကြိုက်တဲ့ကိုရီးယားဘာဘီကျူးဆိုင်လေးကိုတကူးတကသွားခဲ့သေးတယ် ီကိုရီးယားဘာဘီကျူးဆိုင်တွေကအသား quality တော်တော်ကောင်းတယ်အသားကင်ကိုအခုလိုဒဲဟိုးအဖုံးကြီးပေါ်မှာကင်တဲ့ style ကဒါထူးခြားချက်ပေါ့နော်သူတို့ပေးတဲ့ side dish တွေကလည်းတော်တော်စုံပြီးတော့ဖျားတာရှိတယ်ပြီးရင်ဒီလိုမျိုးကင်တဲ့အချိန်မှာလည်းအပူမလာအောင်လို့သေချာချာဘေးရကာရံပေးထားတယ်ဒီ design design လုံးကလေကိုရီးယားလူမျိုးတွေနဲ့ပြည့်နေအဲ့တော့အရသာတော့ပြောစရာဘူးမလိုတော့ဘူး ီဆိုင်မှာအသားခင်ဆိုင်ဘာမှလည်းလုပ်ဆရာမလိုဘူးသူတို့အသေးစားအကုန်လုံးကိုကွက်တီกินပြီးရယ်ကိုကထိုင်ဆောင်ပြီးတော့အစင်းနဲ့စားရုံပဲသားခင်စားပြီးတော့အခုလို kimchi fried rice လေးနဲ့အဆုံးသတ်လိုက်ပါတယ်ကဲနောက်ဆုံးတော့အိမ်ပြန်မှုအတွက်လေးစေးရောက်လာပါပြီ ပထမဆုံးချင်း Emirates ရာဆိုတော့အရင်ခုံနေတာပေါ့နော်စီးပူးသမားထဲမှာတော့အကျဲဆုံးနဲ့အမိုက်ဆုံးပဲကိုကပြီးတော့ counter မှာ window seat တောင်းခဲ့တာဒါပေမဲ့နှစ်ယောက်ထဲထိုင်ဖို့အတွက် capacity လေးလည်းရခဲ့တော့စိတ်ရမ်းကျင်နေခဲ့ရတော့ပေါ့နော် Vicky ရဲ့ Vietnam ခီးစင်လေးကိုဒီ block လေးနဲ့ဆုံးသတ်လိုက်ပါပြီ တ်စဉ်အင်ကာနဲ့စနေနေ့တိုင်းမှာ မတူညီတဲ့ travel cooking နဲ့ lifestyle blog လေးတွေကိုစတိုက်တင်ပေးသွားမှာမို့ Vicky ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် See you in next vlog bye bye